မင်္ဂလာပါရောက်ကွန်ပျူတာမှာကိုယ့်ရဲ့ဖိုင်တွေဒေတာတွေမှားဖြတ်ပြီလို့စိတ်ညစ်နေပြီလားအကြမ်းဒါဆိုရင်ရောကိုယ့်ရဲ့ကွန်ပျူတာမှာဖိုင်တွေဓာတ်ပုံတွေဗီဒီယိုဖိုင်တွေကိုကျွန်တော်မှားဖြတ်မိသွားရင်ပြန်ယူလို့ရတဲ့နည်းတွေကို share link လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီ recycle bin ဆိုတဲ့ဒီ show software လေးရှိဖို့လိုပါတယ်ကဲလို့ mesh တို့အနေနဲ့ဒီ software လေးက icon အနေနဲ့ပျောက်နေရဆိုလို့ရှိရင်ကျွန်တော်ဒီ auger search bar လေးမှာရိုက်ချပေးလိုက်ရပါတယ်နော် အဲ့လိုရိုက်ရှာလို့မှမတွေ့ဘူးဆိုရင်ကျွန်တော်နောက်ထပ်နည်းရှိပါတယ်နောက်ထပ်နည်းကဒီ desktop ပေါ်မှာ right click နှိပ်ပါ desktop ပေါ်မှာ right click ကိုနှိပ်ပြီးတော့ကျွန်တော် personal light ထဲကိုသွားပါနော် personal light ထဲမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ theme နဲ့ကိုတစ်ချက်ဆက်ပြီးတော့သွားပြရမှာဖြစ်ပါတယ် theme နဲ့ကိုသွားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီညာလေးမှာ desktop icon setting ဆိုတာလေးရှိပါတယ်သူ့ကိုတစ်ချက်ချက်ပြီးတော့နှိပ်ပေးပါ ဒီ destroy concept တွေနဲ့ပါရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ recycle bin ဆိုတဲ့နေရာလေးမှာအမှန်ကြီးလေးရှိပေးဖို့လိုပါတယ်ဒီနေရာလေးမှာပါเนาะဒီနေရာလေးမှာကျွန်တော်အမှန်ကြီးလေးရှိပေးပါပြီးရင်ရှင်းရိုက်ကိုနှိပ်ပါရှင်းရိုက်ကိုနှိပ်ပြီး recycle bin ဆိုတဲ့ဒီအမိုက်တောင်းလေးပေါ့เนาะပြောရအမိုက်တောင်းလေးပေါ့အဲ့ဒီအလေးကို icon လေးကိုပြန်ပြီးတော့ရွေးပြီးရင် okay ပေးလိုက်ပါเนาะအဲကျွန်တော်တို့ဒီမှာရှိပြီးသားကျွန်တော်မရွေးတော့ပါဘူး okay ကိုပေးလိုက်ပါ โอเคโอเบี้ยไปได้จะว่าแท็บပြီးတော့ပေးပါโอเคပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒီအဲဒီ recycle bin ဆိုတဲ့ icon လေးရှေ့မှာပြန်ပြီးတော့ရောက်လာပါလိမ့်မယ်အဲ့တော့တကယ်လို့မရှိဘူးဆိုရင်ကြော်ပြတဲ့နေနေတိုင်းလုပ်ကြည့်ပါโอเคနောက်တစ်ခုကဒီဖြတ်လိုက်တဲ့ file တွေကို recycle bin လေးထဲမှာကျွန်တော်ပြန်ယူပေးရမှာဖြစ်ပါတယ် recycle bin ကိုနှစ်ချက်လိုက်ပါ recycle recycle bin ထဲမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ ဲတပ်ပုံဖိုင်လေးကိုဒါပြန်ယူလို့ရတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဖြည့်ထားအများကြီးမရှိတဲ့အတွက်ဒီလောက်လေးပဲရှိပါတယ်အဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ဖြည့်ခဲ့တဲ့ဖိုင်လေးပါနော်အဲသူ့ကိုကျွန်တော်ပြန်ယူခြင်းလဲဆိုရင် control s ကိုကော်ပီယူလဲရပါတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်သူ့ရဲ့ပုံမှာ selection ပေးပါတခုယူလိုက်မယ်เนาะကျွန်တော်နောက်ဆုံးဗီဒီယိုဖိုင်လေးတခုယူလိုက်ပါမယ်ဖိပြီးတော့ဆွဲလိုက်ပါမယ်မောက်ကလစ်ကိုဖိဆွဲပါအဲကျွန်တော် desktop မှာပို့လိုက်ပါမယ်အဲ mood to desktop ဆိုတွဲနေလိုက်ပါအဲဒါဆိုရင်ကျွန်တော်ဒီ2 second ဘင်းထဲမှာမရှိတော့ပါဘူး ဒါဆိုလို့ရှိရင်ဘယ်နံပါတ်ရောက်သွားလဲဆိုရင်ဒီမှာ desktop မှာပြန်ပြီးတော့ရောက်သွားပါပြီနှစ်ချက်နှိပ်ပြီးဖွင့်ကြည့်လိုက်ပါမယ် okay ဒါဆိုရင်ဒါ software တင်နေမသိသေးဘူးဆိုလို့ရှိရင်ဒါ software file လေးကျွန်တော်အဲ့တော့ဒီနည်းလေးက mesh tool ရဲ့ set ထဲမှာအဲ file တွေကိုပါပြီးတော့ဖြည့်မိရပါဖြစ်ဖြစ်မလိုအပ်လို့ဖြည့်မိရဖြစ်ဖြစ်ကိုကပြန်လိုချင်တဲ့အခါမှာပြန်ယူလို့ရတဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပေးခဲ့တာဖြစ်ပါတယ် mesh tool တွေသင်္ကန်းလှလေးတွေအကျိုးတစ်စုံတည်းအား ရှိရဆိုလို့ရှိရင်အဲကျောရဲ့ဒီကွန်မန့်လေးမှာ yes လို့မှတ်ခဲ့ပြပါခင်ဗျာ